အီလွန်မတ်စ်ကိုရုရှားတရှိုးတွေကပြစ်မှတ်ထားနေပြီလို့သိရပါတယ်။ရုရှားထောက်လိုက်ရင်ဟာဒေါ်လာထွက်ရဲ့အနီးကပ်လက်ထောက်ဘီလီယံတထေကြီးအီလွန်မတ်စ်ကိုပြစ်မှတ်ထားနေကြောင်း FBI အေဂျင့်တွေကပြောလာပါလိမ့်။အီလွန်မတ်စ်ရဲ့အပျော်ပါလိုက်စားမှုကိုသုံးပြီးတော့ချင်းချောက်ဩဇာဖမ်းမှုကိုရုရှားကစူးစမ်းနေတယ်လို့သတင်းတွေကဆိုပါတယ်။တံပြန်ထောက်လိုင်းအေဂျင့်ဟောင်းဂျိုနသန်ဘူးမားကဂျာမန်ရုပ်သံလွှတ်ဌာန ZDF မှာထုတ်လွှင့်တဲ့မှတ်တမ်းရုပ်ရှင်မှာဒီလိုဆွဆွဲတာပါ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်အီလွန်မတ်စ်နဲ့ပေပယ်ပူတွက်တည်ထောင်သူပီတာတီတို့ဟာရုရှားသက်ရှူတွေစိတ်ဝင်စားမှုကိုခံနေရပါတယ်။လောဘကသူတို့ကိုတုံချဖို့လောဘသတင်းချက်လက်တွေနဲ့စုဆောင်းခဲ့ကြအောင်ဆိုပါတယ်။အီလွန်မတ်စ်ကပြောရရင်လျှက်ပေါ်လော်လီတဲ့အမျိုးသမီးတွေနဲ့ပတ်သက်တာမူရစ်စေးတုံတာကိုရုရှားထောက်လှမ်းရေးတွေကအခွင့်အရေးဖြစ် ရှုမြင်ထားတယ်လို့ဆိုပါတယ်။ ဘန်နီမန်ကဲသို့ပျော်ပွဲရှင်ပွဲတွေအရွယ်ရောက်သူတွေအတွက်ဖြောဖြေးပွဲတွေနဲ့လောင်းကစားတွေကိုအီလိုမက်ဆက်နှစ်သက်မှုကတရှိုးလုပ်ဖို့ကြိုးပမ်းမှုအတွက်ဒါဟာအခွင့်အရေးကောင်းဖြစ်နေပါတယ်ဘူမာဟာလိုအပ်တဲ့ရန်ချက်လက်တွေပေါ့ချမှုအတွက်မလမအဖမ်းမခံရမီ FBI မှာ16နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်သူဟာလိုအပ်တဲ့ရန်ချက်လက်များထုတ်ဖော်ပြောကြားခြင်းဖြင့်စွဲချက်တင်ခံရပြီးဒေါ်လာတစ်သိန်းအာမခံနဲ့လွတ်မြောက်ခဲ့သူပါ ဒီတရှုလုံးမှုအကြောင်းကိုပူတင်ကသိခဲ့ပါသလားရုရှားသမ္မတပူတင်ဟာဒီစီဇန်ကိုသိခဲ့တယ်လို့ဘူမားကဆိုပါတယ်ပူတင်ကအဲ့ဒီလောက်ဆောင်ချက်ကိုမသိပဲအတီးပြူတာမျိုးမရှိရင်အေဂျင့်တွေရဲ့ခြင်ချောက်မှုစီဇန်မှာသူသိမှာမဟုတ်ဘူးလို့ဆိုပါတယ်ရုရှားကယူကရိန်းကိုတိုက်ခိုက်ခဲ့တဲ့2022ကစပြီးအီလိုမတ်စ်နဲ့ပူတင်တို့ဆက်သွယ်မှုရှိခဲ့ကြောင်းလဲ Wall Street ကအရင်ကဖော်ပြပါတယ်။ဒီဆက်သွယ်မှုကဩဇာကြီးမားတဲ့ American စီးပွားရေးလုပ်ငန်းရှင်ပေါ်ရုရှားကထိန်းချုပ်ဖို့ကြိုးပမ်းနိုင်တဲ့မေးခွန်းထုတ်မှုတွေပါဖြစ်စီပါတယ်။ မိုက်ကမာအီလွန်မတ်စ်ရဲ့လူပြောရမယ်ဆိုရင်တော့နိုင်ငံရေးမှာဝင်ရောက်ပတ်သက်မှုကြောင့်သူ့ပေါ်ရှုတ်ချမှုတွေများပြားလာခဲ့ပြီးတက်စလာပါဝင်သူ့စီးပွားလုပ်ငန်းတွေဟာရုန်းကန်နေရပါတယ်တက်စလာကိုပုံပုံအိုင်ယွန်ဆိုက်ဖို့ DOG ဥက္ကဋ္ဌရာထူးကနေရုန်းခတ်မယ်လို့အီလွန်မတ်စ်ကကြေညာထားပါတယ်ပြည်ရဲ့ဘက်ကအီလိုမက်ဆာအမေရိကသမားထရန့်နဲ့တို့အရှေ့လက်ပိုင်းခီးကိုလိုက်ပါခဲ့ပါတယ်။သူတို့နိုဝါစိုက်ဘာထရက်တွေနဲ့ကာတာကိုရောက်ရှိလာပြီးကာတာဘီနဲ့တခြားကုန်းစည်တွေနဲ့တို့ညှာစာစာပွဲတက်ရောက်ခဲ့ပါသေးတယ်။ ယူကရိန်းနဲ့အီလိုမက်ဆက်အတိတ်ကလည်းရှုပ်ထွေးပါတယ်အီလိုမက်ဆာယူကရိန်းတစ်ဖက်တွေကိုကူညီဖို့စတားလဲအနာနဲ့ဝန်ဆောင်မှုကိုအစပိုင်းမှာအခမဲ့ပေးပေးမယ်နောက်ပိုင်းမှာဒီဝန်ဆောင်မှုကိုဖြတ်တောက်မယ်လို့ခြိမ်းခြောက်ပါတယ်အီလိုမက်ဆက်ထွက်လို့ဟာ2024ကဇီလန်စကီကိုလူသိရှင်ကြားဝေဖန်တက်ခတ်မှုလည်းရှိခဲ့ပါတယ်